สวัสดีค่ะအားလုံးပဲမိလာပါရှင်ခရိုအန်နะคะဆီမနာဝုခံဖြစ်ပါတယ်အခုပေါ့เนาะဆီမဒီဗီဒီယိုမှာဆိုလို့ရှိရင်7-11ကိုသွားတဲ့အခါမှာပတ်စံရှင်းခါနေကြရင်ဝန်ထမ်းတွေကကိုယ့်ကိုမေးလေရှိတယ်။အဲ့ဒါကိုနားမလည်ဘူးပေါ့နော်။ဘာကြီးမေးနေမှလည်းမသိဘူးဆိုပြီးမှပြောတာလေးတွေများတယ်ပေါ့။ဒါကြောင့်မလို့အဲ့အကြောင်းအရာလေးတွေကိုနည်းနည်းလေးပြောပြပေးချင်ပါတယ်။ ပထမဦးဆုံးပေါ့နော်711ကိုထိုင်းလူမျိုးတွေကအတူကောက်7လို့ပဲပြောကြတယ်ဒါပေမဲ့ထိုင်း accent နဲ့7ကိုသူတို့ကတော့7 7လို့အတန်ထွက်ပါတယ်7မဟုတ်ပါဘူး7ဥပမာ711ကိုသွားမယ်ဆိုရင် by 7 by 7လို့ပြောပါတယ်အဲ့မှာကိုကနူရမဲမုံနေဟင်းနေဝယ်မိတယ်ဆိုလို့ရှိရင် ဝန်ထမ်းတွေကကို့အမေးမှာနှွေးမလားနှွေးမလားကိုသူတို့က web mine web mine လို့မေးလို့ရှိပါတယ်ဒီနေရာမှာ web ဆိုတဲ့စကားလုံးကကြတော့ microwave က wave ကိုအတူကောက်ကလေးယူပြီးပြောထားတာပေါ့နော်ဝန်ထမ်းကမင်းကလေးဖြစ်နေရင်တော့ web mine ခါဆိုတဲ့ရှင်းဆိုတဲ့ခါနဲ့မေးမှာပါနှွေးမလားရှင်းပေါ့ဝန်ထမ်းကမေးတဲ့လူကယောက်ျားလေးဖြစ်နေရင်တော့ web mine crab web mine crab နှွေးမလားခမညာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် အဲ့မှာကိုကနှွေးချင်တယ်ဆိုရင်တော့နှွေးမယ်လို့ပြောမယ်ဆိုပါတော့မိန်းကလေးဖြစ်နေရင် wave ခါ wave ခါနှွေးပါမယ်ရှင်ယောက်ျားလေးဆိုရင်တော့ wave crab wave crab နှွေးပါမယ်ခမားလို့ပြောလိုက်ရပါတယ်တကယ်လို့ကိုကမနှွေးပါဘူးပေါ့နော်အဲ့ဒါဆိုရင်ညင်းမယ်မိန်းကလေးဆိုရင်တော့ my wave ခါ my wave ခါမနှွေးပါဘူးရှင်ယောက်ျားလေးဆိုရင်တော့ my wave crab my wave crab မနှွေးပါဘူးခမညာတခါတလေမှာဝန်ထမ်းကတော့မမေးသေးဘဲနဲ့ကိုကဒါလေးကိုနှွေးပေးပါအောင်လို့ပြောချင်ရင်တော့ဝဲဖိုင်းနိုင်ဝဲဖိုင်းနိုင်မင်းကလေးဆိုရင်တော့အနောက်မှာခါနဲ့တွဲလိုက်မယ်ဝဲဖိုင်းနိုင်ခါနှွေးပေးပါအောင်ရှင်ယောက်ျားလေးကပြောရင်တော့ဝဲဖိုင်းနိုင်ครับဝဲဖိုင်းနိုင်ครับနှွေးပေးပါအောင်ခမညာ wave ဆိုတာကနှွေးတယ်ပေါ့နော် high ပေးတယ် noise တစ်ချက်လောက် တချမ်းလောက်နှွေးပေးပါဝေးဖိုင်းหน่อยဝေးဖိုင်းหน่อยค่ะဝေးဖိုင်းหน่อยครับအခုက711ကတော့သူက plastic ကို short ချတဲ့ campaign လုပ်နေတာအဲ့တော့ကိုပါတော့ကိုအိတ်ကလေးပါရင်တော့ပိုကောင်းတယ်မပါခဲ့ရင်တော့အဲ့ကကျွကျွအိတ်တွေ plastic အိတ်တွေဝယ်ရတော့မှာအဲ့တော့ကိုပတ်စံရှင်းတော့မယ်ဆိုရင်ဝန်ထမ်းတွေအများနဲ့မေးလို့ရှိရဲ့အိတ်ယူမှာလားဆိုလိုချင်တာကျွကျွအိတ်ယူမှာလားဆိုတဲ့အတိအပယ်ပါ အဲ့ဒါကိုယူမယ်ဆိုလို့ရှင်တော့ကိုကယူချောင်းပြောရမယ်အဲ့ကြရင်တော့သူကဒီကျူးကျူးအိတ်ဖို့တို့ပတ်စံထက်အတွက်တယ်တကယ်လို့မယူဖြစ်ဘူးဆိုရင်တော့မယူဖြစ်ဘူးလို့ကိုကညင်ရတော့မှာပေါ့နော်ပထမဦးဆုံးဝင်တဲ့ကိုကမင်းမာတော့အေးယူမာလားရပ်ထုံမိုင်းရပ်ထုံမိုင်းမိတဲ့လူကမင်းကလေးဆိုရင်တော့ရပ်ထုံမိုင်းခါရပ်ထုံမိုင်းခါမိတဲ့လူကဝန်ထမ်းကယောက်ျားလေးဖြစ်နေရင်တော့ရပ်ထုံမိုင်းခရပ်ရပ်ထုံမိုင်းခရပ်လို့မင်းမာပါ rap ဆိုတာကလက်ခံနေယူသည် thung ဆိုတာကတော့အိတ်ကိုပြောတာ mai တလားမလား rap thung mai အိတ်ယူမလား rap thung mai ခါအိတ်ယူမလားရှင် rap thung mai ခါအိတ်ယူမလားခင်ဗျာဒီညမှာ UD ကိုအောက်ဆိုတဲ့စကလုံးကိုမသုံးဘူး။ဘာကြောင့်လဲ? rap ဆိုတဲ့စကလုံးကပို့ပြီးမှရင်ကျေးတိမ်မွေလို့ပါ။အဲ့တော့ဟုတ်ပြီ။ rap ထုံမိုက်ခါ။ rap ထုံမိုက်ခါ။အဲ့မှာကိုက you မဲဆိုရင်တော့ပြန်ဖြေရင် rap rap မင်္ဂလေးဆိုရင် rap ခါယူပါမယ်ရှင်ဖြေတဲ့လူကယောက်ျားလေးဆိုရင်တော့ rap crap ယူပါမယ်ခင်ဗျာတကယ်လို့ကိုကကိုပိုင်အိတ်ကလေးပါသွားတယ်ကျွကျွအိတ်ကိုမယူဘူးဆိုရင်တော့ညင်းမယ်ညင်းတဲ့ခါကျရင်တော့အရှိမမိုင်းဆိုတဲ့အငင်းပုတ်လေးထည့်လိုက်ပါမိုင်း rap မိုင်း rap ဆိုတာလက်မခံပါဘူးမယူပါဘူးကိုကမင်္ဂလေးဆိုရင်တော့မိုင်း rap ခါမိုင်း rap ခါယောက်ျားလေးဖြစ်နေရင်တော့မိုင်း rap crap ไม่รับครับ ไม่รับค่ะไม่อยู่บ่าวရှင်ไม่รับครับไม่อยู่บ่าวค่ะเนี่ยပြီးရင်711ကဝန်ထမ်းနေမေးလေးရှိတယ်အကြောင်းအရာလေးတစ်ခုရှိတယ်အဲ့ဒါကတော့သူတို့ရဲ့ member card 711မှာ member card လို့လို့ရတယ်အဲ့ဒီ member card ကသူ့နာမည် all member ဒါပေမဲ့ထိုင်းအတန်တွေက all member ကိုသူတို့ all member all member လုံးလုံးရတယ်ဆိုတာကလည်းထိုင်းလူမျိုးပဲလုံးလုံးရတာနိုင်ငံခြားတာတော့လုံးလုံးမရဘူးဒါပေမဲ့ဝန်ထမ်းတွေကတော့သူတို့ရဲ့တာဝန်အရာ all member ကတ်ရှိလားလို့မေးရမှာဖြစ်ပါတယ်အဲ့တော့သူတို့ကပြောလိုက်မယ် me all member မိခါ me all member မိခရပ် me ဆိုတာကရှိတယ် all member ဆိုတာကတော့ all member ကတ်ကိုပြောတာမိုင်းတလားမလားမေးတဲ့ဝန်ထမ်းကမင်းကလေးဆိုရင်ခါဆိုတဲ့ရှင့်နဲ့မေးမယ်မေးတဲ့ဝန်ထမ်းယောက်ျားလေးဆိုရင်တော့ crap ဆိုတဲ့ခမည်းပြားနဲ့မေးမယ် မီအော် member မေခါအော် member ကရှိပါသလားရှင်မီအော် member မေခရပ်အော် member ကရှိပါသလားခမ ्या အဲ့မှာကိုကတော့တေချာတယ်ရှိရင်တော့မီလို့ပြောရမှာပေါ့နော်မီခါရှိပါတယ်ရှင်မီခရပ်ရှိပါတယ်ခမ ्या ပေါ့ဒါပေမဲ့ဆရာမတို့ကဒါကိုကနိုင်ငံခြားသားဖြစ်နေတယ်အထိုင်းမှာဆိုရင်တော့ဒီ all member card ကလည်းနိုင်ငံခြားသားလုံးလုံးမရဘူးဆိုတော့တေချာတယ်ငင်းရနိုင်မယ်မရှိပါဘူးရှင်မရှိပါဘူးခမ ्या ไม่มีค่ะไม่มีค่ะไม่ใช่บาบูเชนไม่มีครับไม่มีครับမရှိပါဘူးခမညာနော်ခါအဲ့တော့711ကဝန်ထမ်းနေမေးလေးရှိတာတော့တကယ်လို့ကိုကနှွေးရမယ့်အစားအစာပါလာရင်နှွေးမလားလို့မေးတာရှိမယ်ကျွတ်ကျွတ်အိတ်လေးယူမလားလို့မေးတာရှိမယ်အောမန်မှာကက်ကလေးရှိပါသလားလို့မေးတာရှိမယ် အဲ့ဒါကိုပတ်စံရှင်းခံနေကြရင်တို့မေးလေးရှိတယ်။အဲ့ဒါကိုတော်တော်များမသိကြဘူးပေါ့နော်။အဲ့ဒါကြောင့်ဆရာမဒီဗီဒီယိုလေးကို sharing လုပ်ပါခြင်းဖြစ်ပါလေ။အားလုံးအတွက်အသုံးသိမယ်လို့မျှော်လင့်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံမယ်။ Like and Share လေးလုပ်ပေးပါဦးနော်။ခေါ့ခွန်းမန်ခါ။ Bye bye ခါ။